ဒီဘက်ကနေပြီးတော့ပို့လိုက်ဆိုရင်ဒီလိုဖြစ်သွားမယ်ဒီရင်ကလာဒီထိုးချက်နော်ဒီဘက်ရောပဲဒီသဆုံးမနဲ့ဒီဆုံးမနဲ့အရင်ထိုးမယ်ဒီမနဲ့ဒီနားနဲ့ဒါနဲ့လာပြီးတော့ဆုံးတဲ့မလေးဒီမနဲ့အဲ့လိုရင်ထိုးကလမ်းမထိုးထိုးတာကလမ်းထိုးလို့ခေါ်တယ်နော်ကလမ်းမထိုးဘဲနဲ့ သူအလျားလိုက်ထိုးချင်လည်းရတယ်နော်အလျားလိုက်ထိုးမယ်ဆိုရင်ကြတော့ဒီလိုမျိုးအလျားလိုက်ထိုးရခေါ်တယ်ဒီညာထိုးတယ်ဒီကထိုးတယ်ညီလားမညီလားမညီဘူးဆိုပိတ်ကိုဒီလိုမျိုးဒီမျိုးအပေါ်အောက်ရွှေ့လို့ရတယ်ထိုးလိုက်ထိုးပြောင်းလည်းညီရဆိုရင်ဒီလိုမျိုးထိုးလိုက်တာအဲ့ဒါကြာအလျားလိုက်ထိုးလည်းခေါ်တယ်ဒါကကန်လန်ထိုးတာအမအများစုကတော့သူ့ကိုအလျားလိုက်တဲ့ထိုးတယ်ကန်လန်နဲ့ထိုးတယ်အမအများစုက